ဒီလိုဆိုလို့ရှိရင်အရှင်ဘုရားကိုဆွံ့လုလိုက်တဲ့သူတွေကဘဲကလာတဲ့သူတွေများပါလေအရှင်ဘုရားဒါမှမဟုတ်ဒီလိုတော့အုတ်ထင်မှာဆိုတော့လူတောင်းမှဟုတ်ပါမလားမသိပါဘူးမမြင်ရတဲ့ပုံကိုယ်တွေနဲ့များအရှင်ဘုရားမြင်လိုက်ကြုံလိုက်ရလေသလားဒီအင်ကြီးတော့အုတ်ထင်မှာဘယ်ရွာမှတီမထားပါဘူးရှင်ဘုရားတော့အုတ်ကြီးကကျဲပြီးနေတော့ညဆိုလို့ရှိရင်လေတောကောင်းကြီးတွေတွာလာနေတတ်ပြီးတော့ တချို့အချိန်နေဆိုလို့ရှိရင်အချင်းချင်းတပ်ပုတ်တောင်းကျမ်းနေတာတွေရှိတော့ရွာတဲပြီးဘယ်သူမှမနေနိုင်ခဲ့ကြတာပါအရှင်ဖေဟာဒီတော့အရှင်ဖေဟာတောကြီးမြန်မဲထဲမှာလူသားစစ်စစ်ကစွန့်ကပ်ခဲ့တယ်ဆိုတာဘလို့မှမဖြစ်နိုင်တာပါအရှင်ဖေဟာဒါဆိုလို့ရှိရင်တကားကြီးဆိုလို့ကျွန်တော်ကမကြွေးမလွတ်တဲ့ဝိညာဉ်နဲ့နာနာဘဝတွေကကိုရော့ကိုဆွန့်လောင်းလိုက်တယ်လို့ဆိုလို့ကျင်တာလားကွဒီလို ဆိုလို့ရှိရင်အင်ဂျီတောအုပ်ထဲမှာဆရာတော်ဦးနန္ဒီရနဲ့တွေ့ဆုံခဲ့တဲ့သူတွေဟာဘယ်သူတွေများဖြစ်မလဲ ဘယ်ကလာကြတာလဲနာနာဘဝတွေလားဒါမှမဟုတ်လူအစ်စ်တွေလားဆိုတာကတော့အဖြစ်မှန်ကတော့ဒီလိုဖြစ်ပွားခဲ့တယ်ဗျနေလဲပြီးသာသနာပြုနေတဲ့ဆရာတော်တစ်ပါးဟာတရက်မှာတော့တီးတန့်ဝိပဿနာတရားအထုတ်ချင်တာနဲ့ညိုကြီးပြာကြီးကနေထွက်လာခဲ့ပြီးလူသူအရောက်ပေါင်နေတဲ့တောအုပ်ကြီးထဲမှာတရားရှုမှတ်ပွားများဖို့အတွက်ထွက်လာခဲ့ပါတယ်ဆရာတော်ဟာနေမျိုးတွေစီကရခိုင်ရခိုင်ရှေးဟောင်းအမွေနဲ့ဖျားတွေစီကိုလည်းဖူးမြော်ရအောင်တဘာတဲ့ကြွချီလာခြင်းက အင်ဂျီတောအိုစီကိုဥတီလိုရောက်ရှိလာခဲ့ပါတယ်။အင်ဂျီတောအိုဆိုတာကတော့ရွာရီနဲ့တောင်အတော်ဝေးလံခုံပြတဲ့အရက်ဒေသဖြစ်ပြီးတောအိုကကျဲဝန်းပြီးနေုံမကတောထဲမှာတော့ရေတခွန်စမ်းကြောင်းနဲ့စိမ့်ဆိုတဲ့တောအိုထက်ထက်နဲ့လှိုင်ကူကြီးတွေပါတီရှိလိုနေခဲ့ပါတယ်။အဲ့ဒီတောအိုကိုဘေးမဲ့တောအဖြစ်တသက်မမတ်ရှိတာကြောင့်လဲအင်ဂျီတောအိုထဲမှာဆိုစင်ရိုင်းဝတ်ဝံကြားနဲ့တကယ်တောရင်တိတ်ဆန်ကြီးတွေကျဆနေထိုင်ကြပြီးအင်ဂျီတောကိုစီးမြေဆုံးရှာဖွေတဲ့ ်ဆေးဆီယာတွေလောက်ပဲတခါတရံရောက်လာကြတာဖြစ်ပါတယ်။ဒေါတောင်နေနဲ့မို့တဘဘဝရှုခင်တဘဘဝကျင်းကတန်နေတာရှိလို့အင်မတန်ကိုမှစိတ်ငြိမ်အေးချမ်းတဲ့အရက်ဒေတာပဲဖြစ်ပါတယ်။ဆရာတော်ဥနန္ဒိယဟာအင်ကြီးတော်ဦးမန်တီပီရောက်ရှိလာတာမျိုးမဟုတ်ပဲခရီးသွားရင်းကနေဖြတ်သွားဖြတ်လာသွားလာရင်ဆက်ဆက်မြဲ့မြဲ့ရောက်ရှိလာခဲ့တာဖြစ်တယ်ဗျ။တော်ရဲ့တိတ်ဆိတ်ငြိမ်သက်မှု လူသူကင်းဝေးတာကြောင့်မို့မျက်စိအာယုံ နားအာယုံအနောက်ချစ်တွေကင်းတဲ့အင်ကြီးတော်ဦးထဲမှာ ခိတတော်ရဆောက်တီဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ဗျဇီယာတော်ဦးအင်းနဲ့အင်ဂျီတော်ဦးထဲကိုစဝင်လာတော့အချိန်ကနေတော့စောင်းနေခဲ့ပါပြီ လမ်းမှာအင်ဂျီတော်တွေကနေထွက်လာတဲ့ရွာသားတယောက်ကိုတွေ့လိုက်တော့ဒီတော်ဦးထဲမှာလူနေအိမ်တချို့ရှိတယ်လို့ဦးစင်းဟာအစမှထင်မှတ်သွားခဲ့ပါတယ်ရွာသားလူကြီးကလည်းဦးစင်းကိုမျက်မှောင်ကြုပ်ပြီးခေါင်းစာအခြေဆုံးကဲခတ်ရင်းနဲ့ဒီနီးတစ်ဝိုက်မှာဖုန်ကြီးကိုပထမဆုံးမြင်ပူတာမို့ခီးဦးစိုးမင်းမြန်းလို့နေခဲ့ပါတယ် အရှင်ဖုရားအရှင်ဖုရားကိုဒီနားကရွာတွေမှာလည်းတစ်ခါမှမမြင်ဘူးပါဘူးအရှင်ဖုရားကဘယ်ကနေကြွလာခဲ့ပြီးဘယ်ကိုကြွတော်မူမလို့ပါလဲအရှင်ဖုရားနေတောင်တော်ဆောင်လို့နေဝင်မိုးချုပ်ပါတော့မယ်အရှင်ဖုရားဟုတ်ပါတယ်တကကြီးဦးစင်းကမြောက်ဖက်မြို့ကနေဖုရားဖူးရင်ကြွလာတာပါဒီနေ့ဝါစုကိုတော့တော်တောင်နေပဲတော်ရဆောက်တီးဖို့ထွက်လာခဲ့ရင်ကနေဒီတုတ်ထဲမှာတင့်တော်မလားဆိုပြီးကြွလာတာပါကွယ်တင့်ပါအရှင်ဖုရား ဒီတအုပ်ကတော့တကယ်ကိုတိတ်ဆိတ်ငြိမ့်သက်တာအရှင်ဖျားအရှင်ဖျားတရားအားထုတ်ဖို့ဆိုတော့အထူးတင့်လျော်တဲ့အယက်ဒီသားပါပဲဒါပေမဲ့ဒီတော့ကအင်မတန်နဲ့ပြီးသွားနေကြမဟုတ်တဲ့သူဆိုလို့ရှိရင်မျက်စိလဲထက်ပါတယ်အရှင်ဖျားနောက်ပြီးတော့တချို့ကြုံဘူးတဲ့သူတွေပြောတာကတော့ဒီတော့အုပ်ထဲမှာယုံရခက်ရှင်းပြရခက်တဲ့အဖြစ်ပြက်လေးတွေကြုံရတတ်တယ်အရှင်ဖျားအရှင်ဖျားအဖုံကြီးဆိုတော့ဒါတွေကိုဘယ်အယုံကြည်ရှိပါမလဲနော်နောက်ပြီးတော့ဒီတော့အုပ်ထဲမှာရော အနီးနားမှာပါရွာလည်းမရှိရှိတဲ့ရွာလည်းအလံဝေးတော့ဆုံးအခက်ခဲတော့ဖြစ်မှာပေါ်အရှင်ဖေဟာဒီအတွက်တော့စိတ်မပူပါနဲ့တကားကြီးရဲ့ဦးစင်းကရှိတဲ့အစ်တီးတည့်ရွယ်လေးတွေနဲ့အစင်းပြေးသလိုဖုံးပေးသုံးဆောင်နိုင်ပါတယ်ကွယ်တင်ပါအရှင်ဖေဟာဒါဆိုလို့ရှိရင်အရှင်ဖေဟာလည်းခီးဆက်ပါဦးတပည့်တော်လည်းနေမွန်ကန်ရွာဘက်ကိုပြန်လိုက်ပါဦးမယ်အရှင်ဖေဟာကောင်းပါပြီတကားကြီးသွားလန်းတာလို့လာလန်းဖြောက်ပါစီကွယ်ဒီလိုနဲ့ရွာသားက ကျိုးစိုးအပြုံပြန်ကနေတစ်ချက်ပြုံးပြလိုက်ပြီးတဲ့နောက်မှာတော့ခတ်တွတ်တွတ်ပဲထွက်သွားခဲ့ပါတော့တယ်။ဦးစင်းအနေနဲ့လဲရွာသားပြောထားတဲ့စကားတွေပေါ့။စိုးရင်စိတ်မရှိပဲလူသူကင်းမဲ့တဲ့အရက်မို့သူလာရတဲ့တရားအထုတ်ဖို့ရွေချက်ပုံမအထပြောက်လိုက်မယ်ဆိုပြီးခီးဆက်ခဲ့တယ်ဗျ။အင်ကြီးတောအုပ်ထဲကိုတုံးဝန်လာတဲ့နဲ့အမြဘာတန်းမတ်ကိုမကြားရလောက်အောင်တိတ်ဆိတ်လွန်းလာပြီးတာမန်လူသားဆိုလို့ရှိရင်တိတ်ဆိတ်တဲ့အာယုံကြောင့်စိတ်ထဲမှာခြောက်ခြားကကြောက်ရွံ့စိတ်တို့နဲ့ မလုံမလဲဖြစ်နိုင်လောက်အောင်ပါပဲဒေါ့ဦးထဲမှာတော့ဦးစင်းကြွချီလာတဲ့ခြေလန်းတန်အောင်ပုံမကျေလောင်နေလို့ထင်မှတ်ရပါတယ်ဦးစင်းအနေနဲ့လဲတော့ရဆောက်တီနားခိုနေထိုင်ဖို့ရာအတွက်အတင်းတော်ဆုံးရက်ကိုတွာလာရင်ပတ်ဝန်းကျင်ကိုလေးလာပြီးရှာဖွေနေခဲ့ပါတယ်ဒေါ့ဦးဖြစ်တာကြောင့်တခါတည်းမိုးရွာတာမျိုးလေးထန်တာမျိုးတွေပါရှိတတ်တာမို့ဦးစင်းဟာလေးတန်းမိုးတန်းခံနိုင်မဲ့တိတ်လဲတော့မနဲ့မဲ့နေရာကိုပဲရွေးချယ်ကနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်ဗျမကြခင်မှာပဲ စိမ့်ဆိုတဲ့တစ်တော့အုံနောက်မှာဖုံးကွယ်နေတဲ့ကြောက်လိုင်ကူတစ်ခုကိုတွေးရှိလို့သွားခဲ့ပါတယ်။ဂူပြင်းဘက်မှာတော့နေပြပြကြတာလောက်အခြေအနေရှိပြီးဘေးမှာဆိုလို့ရှိရင်စိမ့်စန်းချောင်းလေးရာလဲကြီးလင်းတန့်ရှင်းနေတာမို့ရေအတွက်ရှာရဖွေရမခက်တော့ပါဘူး။အနီးနားမှာလဲစိမ့်ဆိုတဲ့အပင်လေးလဲရှိတာကြောင့်အသင့်တော်ဆုံးအရာအဖြစ်ဒီလိုင်ကူထဲမှာသာတော့ရဆောက်တီးဖို့ဝန်လာခဲ့လိုက်ပါတယ်။ဂူဝါနာကိုရောက်တော့ဂူရဲကနေပဲ့တင်တန်တိုးတိုးကိုကြားခဲ့လိုက်ရတယ်ဗျ။ဦးစင်းကတော့ တည့်ရလောက်ခတ်တန်ကအစကြားနေရတဲ့အခုလိုအရက်မှာဒေါကောင်လေးရဲ့အတန်ဖြစ်မယ်လို့ကောက်ချက်ချလိုက်ပါတယ်။ကဲကဲနေရတော့ထပ်မရှာတော့ပါဘူး။နေလဲဝင်ပြီဆိုတော့ဒီတညတော့ဒီမှာပဲကျင်းဆက်လိုက်တော့မယ်။အစင်းမပြေမှပဲမနဲ့တခြားနေရာကိုပြောင်းတာပေါ့။ညာဘက်အလင်းရောင်အတွက်တိချမစီစဉ်ရသေးတဲ့အကြောင်းဦးစင်းဟာညာဘက်အလင်းရောင်ရလောက်မဲ့ဂူဆန်နာမှာပဲတဲခုဖို့ပြင်ဆင်ခဲ့ပါတယ်။အင်ဂျီတော့ထဲကနေ တောင်ပေါ်အမြင့်ကနေတက်ကြည့်မယ်ဆိုရင်တော့ဟိုးခလန်လန်မှာအိမ်ခေါင်မိုးလေးတွေကိုခက်ပြက်ပြတော့လမ်းမြင်ရပါသေးတယ်ပထမအောင်ဆုံးလမ်းမြင်ရတဲ့ရွာလေးကကငင်ကုန်းရွာဖြစ်ပြီးတော့ဆေးဆီယာနဲ့ဆေးမြင့်ဆုံးမြို့ပေါ်တက်ရောက်နေကုံတဲ့တချို့နေထိုင်ကြတာပါဗုဒ္ဓဘာသာကိုကိုးကွယ်ကြပေမဲ့အဲ့ဒီရွာဘက်မှာတော့ဇေဒီနဲ့ဘုန်းကြီးကျောင်းဆိုတာအတော်ရှာတာမို့ဘုန်းကြီးကိုလည်းသူတို့တွေအတွက်ဖူးမြို့ရဖို့ဆိုတာအတော်လေးခရင်ခဲ့ပါတယ်ဒီလုံးနဲ့နှစ်ရက်သုံးရက်ကြာတော့အင်ဂျီတောအုပ်ထဲမှာ ဆရာတော်ဦးနန္ဒရာဟာခေတ္တတော်ရဆောက်တည်နေတယ်ဆိုတဲ့သတင်းဟာရွာတဲ့ဦးသတင်းတစတစပြန့်နှံ့လာခဲ့တော့ကင်ညင်ကုန်းရွာသူရွာသားတွေကလည်းဦးစင်းကိုလာရောက်ဖူးမြော်ခြင်းခဲ့ကြပါတယ်။ဦးစင်းစီကိုလာဖူးပြီးအစုံအမနိုင်ယူခြင်းခဲ့ကြပေမဲ့အင်ကြီးတော်ဦးကလည်းနဲ့တော့ဒေါ်လေမာနဲ့တားကောင်းနေရံပြုတ်ခံရမှာဆိုပြီးတွားရကောင်းတို့မတွားရကောင်းတို့နဲ့အစမှာတော့စိုးထိတ်နေခဲ့ကြတယ်ဗျ။ရှားပါတဲ့အခွင့်အရေးဖြစ်တာကြောင့်လဲတချို့ရွာသူရွာသားတွေက အတူစုပြီးတွားရဖူးမြော်စွန့်ကပ်ဖို့ ပြင်ဆင်နေကြတဲ့အုပ်စုတွေလည်းရှိခဲ့ကြပါတယ်။ဟေးအောင်မင်းသတင်းကြားပြီးပြီလားကွာ။အင်ဂျီတော့ထဲမှာဘုံကြီးတပါလာသတင်းသုံးနေတယ်တဲ့ကွာ။ဒိတ်တော်မကြားသေးဘူး။တရက်နှစ်ရက်လောက်ပဲရှိအောင်မယ်။ငါတို့ရွာနာမှာနောက်ဆုံးတော့သာသနာပြန်ပွားတော့မယ်ကွာ။ဒါသတင်းကောင်းမဲ့ကွာ။အေးဟုတ်တယ်ကွာ။ဘုံကြီးတပါသတင်းသုံးနေတယ်တဲ့။ငါတို့တွေအတူတူပြီးဖူးမြော်ကြမလားကွာ။အေးငါလည်းတော့ဖူးချင်နေတာ။ ဦးစင်းကတပါးတည်းဆိုတော့ဇာယာတောက်ရနေရထိုင်ရအဆင်ပြေလားမသိဘူးငါတို့တော့လို့ရှိရင်ဦးစင်းအတွက်စားစရာတောက်စရာလေးတွေယူပြီးကတ်လူကြမယ်လေမကောက်မလားဒါဆိုလို့ရှိရင်ငါလည်းတဲကတီးပင်စားပင်လေးတွေခုပြီးတော့ပြင်ဆင်ထားလိုက်ပါဦးမယ်မနဲ့ပြန်မနဲ့ခင်းပိုင်းလောက်စောစောထွက်ကြတာပေါ့ဒီလိုနဲ့ရွာသားနှစ်ယောက်ဟာဆရာတော်ဦးနန္ဒီရကိုတွားရောက်ဖူးမြော်ကြဖို့တိုင်ပင်ခဲ့ကြပြီးနောက်နေ့မနက်နေထွက်ချိန်မှာအင်ကြီးတောအုပ်ထဲကိုရောက်ရှိလို့လာခဲ့ကြပါတယ် အင်ဂျီတောအုပ်ထဲမှာစီမြေဆုံလာခုနေကြဖြစ်တာမို့တောအုပ်နဲ့အကျွမ်းတဝန်ရှိကြပြီးဦးစင်းနားနေတဲ့ဂူစီကိုတန်းတန်းမတ်မတ်ရောက်ရှိလာခဲ့ကြတယ်ဗျချင်းထဲမှာဆိုရင်လဲချက်ပြုတ်ထားတဲ့ဟင်းလျာတွေပြင်အတီးနံ၆ချမ်းဖြော်ယူနဲ့စားပွဲစုံတို့ကိုတဲဆောင်လာပြီးကက်လူခဲ့ကြပါတယ်တခြားရွာသူရွာသားတွေကလည်းလမ်းကြုံကက်လူခန့်လန့်တဲ့ဝတ္ထုဘောစင်တွေနဲ့စုံလင်လို့နေခဲ့ပါတယ်အရှင်ဖေဟာအခုလိုကျွန်တော်တို့အရက်စီကိုကြွားချီလာခဲ့လို့ အတိုင်းမသိဝမ်းသာပါတယ်ရှင်ဖျားတပည့်တော်တို့ပတ်ဝန်းကျင်မှာဖျားစေဒီဘုန်းကြီးကျောင်းနဲ့တည်င်းတောင်းတဲ့ကိုလိုတွေမရှိတော့ဘာသာရေးအားနေကြသလိုကုသိုလ်ပြုဖို့လည်းခွန်လန်းမတားခဲ့ကြပါဘူးအရှင်ဖျားအရှင်ဖျားအဆင်ပြေမယ်ဆိုလို့ရှိရင်ဒီမှာကြာကြာနေပါအောင်လားရှင်ဖျားဒါမှမဟုတ်တပည့်တော်တို့ရွာမှာကျောင်းဆောက်ပြီးတော့တည်င်းတောင်းနေထိုင်မှလားရှင်ဖျားတပည့်တော်တို့အားလုံးနေစရာထိုင်စရာစားစရာတောက်စရာမပူပန်ရအောင်အားလုံးပေါင်းစုပြီးစီမံပေးပါမယ်ရှင်ဖျား ဒါရုဒါရုဒါရုပါတကားကြီးရဲ့ဘုံဘုံဒီတော်တော့ဒီတော်ထဲမှာပဲဝါဆိုမယ်စေကုထားပါတယ်ဖူးမြော်ခြင်းတဲ့အချိန်ကုသိုလ်ပြုခြင်းတဲ့အချိန်ကြာရင် လာခဲ့ကြပေါ့စွန့်ကပ်ဖိတ်လူပြီးတော့တရားနာခြင်းလို့ရှိရင်လည်းလာပြင်လှဲ့ကြပါဦးစင်းတကားကြီးတို့ရွာကိုကြွားခဲ့ပါမယ်ကွယ်ဦးစင်းလာရတဲ့အကြောင်းရင်းကလူသူကွင်းဝေးတဲ့ဟောဒီလိုတိတ်ဆိတ်တဲ့တော်ရံမှာတရားအထုတ်ခြင်းစိတ်ဖြစ်ပေါ်လာလို့ရောက်လာခဲ့တာပါဒါကြောင့်မလို့ လောလောဆယ်တော့ရွာထဲကိုပြောင်းပြီးတော့တရင်သုံးဖို့ရညင်းပြရစီကွယ်တင်းမအရှင်ဖုရားဒီလိုဆိုလို့ရှိရင်လဲတပည့်တော်တို့ဝမ်းမြောက်ရပါတယ်ရှင်ဖုရားအရှင်ဖုရားဖုံးပေးသုံးဆောင်ရမှာခက်ခဲမှကိုတပည့်တော်တို့ကစိတ်ပူလို့ပါရှင်ဖုရားဒီမှာကလူသူကင်းမဲ့တဲ့အပြင်ရွာနဲ့ရလဲလန်းတောအုပ်ထဲတပားတဲ့ဆိုတော့အစားအသောက်ရှာဖွေစားသောက်ဖို့ရခက်ခဲမလားလို့ပါဒီလိုဆိုလို့ရှိရင်တပည့်တော်တို့ရွာကိုမနက်တိုင်းစွန့်ခံကြွားခွာပါလားရှင်ဖုရားဒါမှမဟုတ် ။စွန်းချိုင်လာပြီးတော့ပို့ပေးရမလားအရှင်ဖေဟာ။အရှင်ဖေဟာအနေနဲ့လဲတရားအထုတ်တဲ့အရေးကိုပဲဒီဇိုင်းမမှန်လွတ်လို့ရတာပေါ့အရှင်ဖေဟာ။ဝန်တော့ဝန်ဖို့ဖြစ်နေပါမယ်တကားကြီးရဲ့။ဦးစင်းအလို့တော့မဖြစ်စေချင်ပါဘူး။ကြုံကြိုက်မှသာ လာကက်လဲပါ။တကူးတကားကြီးတော့မပို့ပေးကြပါနဲ့။ဦးစင်းအနေနဲ့လဲတကူစားဆိုတော့ မခက်ခဲပါဘူးကွယ်။တကားကြီးတို့ရဲ့ဖြူစင်တန်ရှင်းတဲ့စိတ်သဘောထားနဲ့ပြေးွားတဲ့ကောင်းမှုကုသိုလ်ပြုလို့စိတ်ကို ဦးဇင်းသာရုခေါ်ပါတယ်ကွယ်တရက်တော့အာယုံဦးအချိန်ခါမှာတော့ဆရာတော်ဦးနန္ဒရဟာတပိတ်တလုံးကိုလွှဲပြီးဆွန့်ခံထွက်ဖို့ပြင်ဆင်ခဲ့ပါတယ်မနေ့ဝေလီဝေလင်းအချိန်မှာအင်ကြီးတောအုပ်ထဲမှာနေအောင်ပြပြလေးတာရှိပြီးလေဒူးကလည်းအေးဆက်တင်းငိမ့်လို့နေခဲ့ပါတယ်ဘဝင်းချင်မှာတော့တားကောင်းသေးကအစညဘက်လိုစူညာနေအောင်မကြားပဲကိုတော်ရဲ့ခြေလမ်းတန်အားတောအုပ်ထဲမှာကြီးစိုးလို့နေခဲ့တယ်ဗျတောအုပ်ထဲမှာဆိုတော့ မြူကိုမြူတွေလည်းတန်းနေပြီးဦးစင်းလျှောက်တဲ့လမ်းနေရာဆိုရင်မြူထူထက်နေလို့လျှောက်လမ်းကိုတောင်သေချာမမြင်ရပါဘူးခဲကမှုတွေကိုနင်းဆန်းပြီးသတိထားကလျှောက်နေခဲ့ရပါလေမြူကိုတွေဝေဆာနေတာမို့ရှေ့မြင်ကွန်းကလည်းမကြည်မလင်ဖြစ်နေခဲ့တယ်ဗျရွာသားတွေရဲ့ပြောစကားအရအင်းကြီးတောက်ထဲမှာရွာတီထားတာမရှိဘူးလို့ပြောခဲ့ပေမဲ့ရွာနီးဆက်ရာခီးသွားကုန်တဲ့တချို့နဲ့တွေ့ရင်စွန့်ကပ်လူနေနာကြောင့်စွန့်ခံစရာအိမ်တို့လူတို့မရှိလဲ တောအုပ်ထဲကတဘာဝအသီးနှံကိုသာဖုံးပေးသုံးဆောင်မှုရွယ်ပြီးတပိတ်တည်းရဲ့ကြွားချီလာခြင်းဖြစ်တယ်ဗျဆရာတော်ကြီးကလည်းမြူရီဆိုနေတဲ့မြေသားပေါ်မှာဒရီထားလျှောက်လာခြင်းနဲ့အတော်လန့်လန့်အောင်လျှောက်လာပြီးတဲ့အခါမှာလမ်းစုံလမ်းကွာတစ်ခုကို တွေ့လဲရပါတယ်ဘယ်နဲ့ညာလမ်းကျုံတစ်ခုဖြစ်ပေမဲ့ဦးစင်းရခုမှပထမအဆုံးအနေနဲ့တောအုပ်ကြီးတဲ့ကိုရောက်ဖူတာကြောင့်ဖယ်လန်းကဘယ်ခီးကိုပောက်တယ်ဆိုတာမသိတာနဲ့အစာပိုင်းမှာတော့ဘယ်ဘယ်လန်းကိုသွားရမလဲလို့စဉ်းစားရင်း မတ်တရက်ခါတွေ့ဝေလို့နေခဲ့ပါတယ်။ထို့နောက်မှာတော့ဘယ်စီယိုပဲရောက်ရောက်ပထမဦးဆုံးဖြစ်တာကြောင့်တနင်္လာစီယိုရောက်ဖူးတာပေါ်လို့တွေ့ပြီးညာဘက်လမ်းအောင်ရွေ့ပြီးစွန့်ခံကြွလာခဲ့တယ်ဗျ။ရွာဘက်ကိုရောက်မဲ့လမ်းလို့ယူဆပြီးရှောက်လာရင်းနဲ့တောင်တက်တောင်ဆင်းနဲ့မြင်းအနေမြင့်မကြီးတာကိုသတိထားမိခဲ့ပါတယ်။ဒီလမ်းလေးရဲ့လမ်းဘေးဝဲရမှာဆိုရင်လဲတစ်ပင်ကြီးတွေမရှိတာကြောင့် တောကောင်ကြီးတွေမလာလောက်မဲ့အရဲအလုံယူဆခဲ့တယ်ဗျ။အမောင်ရိတ်ထဲမှာ ပုံမှန်အတိုင်းသတိထားလျှောက်လာရင်က နေရောင်မြတ်တသားစထိုးဖောက်ဝင်ရောက်လိုလာခဲ့တယ်ဗျနေမျိုးများလဲကွဲသွားပြီးဘေးပတ်ဝန်းကျင်က မြေကွန်းတွေကိုထေချာရှင်းရှင်းလင်းလင်းမြင်လာခဲ့ရပါတယ်လမ်းလျှောက်လာရင်နဲ့အတော်လေးလမ်းတဲ့နေရာကိုရောက်မှာတော့တစ်ပင်ကြီးများအုံအုံဆက်ဆိုင်နေမှုနေရောင်ပြန်ပြောက်ပြီးအမှောင်ချလာခဲ့ပါတယ်ဦးစင်းလျှောက်လာရင်သတိထားမိလိုက်တာကဒီနေရာဟာရွာပြည့်ကြီးနဲ့အတူတာဆိုတာပဲဗျပြိုပြက်နေတဲ့တဲအိမ်တွေဆရက်တွေထုံအောင်မှာတော့ တချို့အိမ်အသုံးဆောင်ပစ္စည်းအစုတ်ပြက်တွေဟာဟိုနားဒီနားမှာပြန်ကျဲလို့နေခဲ့ပါတယ်။မြက်ပင်ဒီပေါ်မှာလည်းတိရစ္ဆာန်အယိုးစုဖြစ်ရန်ဒူးတဲ့အယိုးတွေကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ပိုပိုဝေးကိုလျှောက်လာခဲ့တော့ရွာပြက်ကြီးမှန်းတစ်ဖြည်းဖြည်းရုံလုံးပေါ်လာခဲ့ပြီးပြိုကျပျက်စီးနေတဲ့အုံနိုင်ရဲ့အဟောင်းတွေနဲ့မြေကွက်လက်တွေရှိနေခဲ့တယ်ဗျ။နိုင်ရန်နေမှာအကွဲကြောင့်နေနွယ်ပင်နေနဲ့အိုဟောင်းဆွေးမြေနေပြီးဘလို့ကြောင့်များဒီမှာလူမနေရတာပါလဲဆိုပြီးဦးစင်းဟာတွေးနေမိခဲ့ပါတယ်။ရုပ်တရက်ထိုးချိန်မှာတော့ ညီတန်တက်တဲ့ဟာဘယ်နာမှမသိထွက်လာခဲ့ပြီးပဲ့တင်တန်လို့လို့ဇက်တိုက်ချားနေခဲ့ရပါတယ်အတန်းလာရာကိုရှာကြည့်ခဲ့ပေမဲ့ရွာသားတွေပြောတဲ့အတိုင်းလူသူကင်းမဲ့နေတာကြောင့်ဘသူမှပေါ်မလာခဲ့ပါဘူးဒီလိုနဲ့ပဲအုတ်ရံရံဘုတ်ကိုနေရောင်တဖြည်းဖြည်းကျလာတဲ့အချိန်မှာတော့မျက်စိအာရုံရောက်သွားတဲ့အခိုက်မှာနိုင်ရံဘုတ်မှလက်သေးနဲ့ကုတ်ချစ်ထားတဲ့အရာဟာထင်းထင်းကြီးပေါ်လာခဲ့ပါတယ်ဒါနဲ့ပဲဦးစင်လဲရှေ့နားကိုတိုးသားပြီးတေချာဖက်ကြည့်လိုက်တော့ ဘေးရနဲ့မရဏာဆိုတဲ့စကားလုံးတွေကိုအထင်ရှားတွေ့မြင်ခဲ့ရပါတယ်။တစ်ချိန်လေးမှာပဲစူးစူးဝါးဝါအော်ဟစ်လိုက်တဲ့အတန်ကြီးဟာဟိန်ထွက်လာခဲ့တော့အင်ဂျီတောအုပ်ထဲမှာတစေချောင်းနေပြီဆိုအမှန်ဦးစင်ရိပ်မိခဲ့လိုက်ပါတော့တယ်။အတန်စူးစူးနဲ့ဟေ့အော်တန်နီဟာနားစီတဲ့ကိုစိတ်နေအောင်တို့ဝင်ပြီးအသေးလိုက်အောင်ခြောက်ချားစရာကောင်းနေခဲ့တာပါ။ဒီလိုဆိုတော့ဦးစင်ဟာအဲ့ဒီတတိုင်းရှိမှခက်တာရန်နာခဲ့ပြီးမျက်လုံးကိုအသာမိတ်လိုက်ကပရိတ်တော်တွေကိုရွတ်ဖက်တဲ့ဲစဲနေခဲ့လိုက်တယ်ဗျာ။ အချိန်ခဏကြာမှာတော့ဦးစင်းရွတ်ဖက်ပြီးတဲ့နောက်မှာတော့အတန်နေရငိမ့်သက်သွားတာနဲ့မျက်လုံးတွေကိုဖွင့်လိုက်တဲ့အခါမှာရှေ့နားမှဘယ်ရမှန်းမသိတဲ့ရွာသားတွေရောက်ရှိလို့နေခဲ့ပါတယ်။လက်ထဲမှာလည်းဆွန်းထမင်းဆွန်းရင်းနဲ့အခြားစားတော့စရာအထုပ်တွေကိုကင်ဆယ်ထားပြီးဦးစင်းကိုဆွန့်ကပ်ဖို့ရာစောင့်ဆိုင်းနေကြတာကို တွေ့ခဲ့လိုက်ရပါတယ်။ဟိုတခါရောက်လာတဲ့ရွာသားနှစ်ယောက်အတီးပေးလိုက်လို့ကျန်တဲ့ရွာလူတွေရောက်လာကြမှန်းဦးစင်းသိလိုက်ရပါတယ်။မိမကြီးတွေရောကြွားသားကြီးတွေရောနဲ့ ုပ်လက်တီရောက်ချလို့လာခဲ့တယ်ဗျ။ဒါနဲ့ပဲဦးစင်းလည်းအားလုံးဒါနမြောက်တော့အောင်တပိတ်ဖုံးဖွင့်ပေးပြီးစွန့်အလူခံခဲ့ပါတယ်။အားလုံးကလည်းပါလာတဲ့စွန့်နေစားစရာတွေကိုကတ်လီလူနေခဲ့ကြတာပါ။ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲအဲ့ဒီလူတွေဟာစွန့်လို့ဘူးတဲ့အတွေ့အကြုံများပထမဦးဆုံးမူလာတော့မသိပါဘူး။စွန့်လောင်းလို့ပြီးတဲ့နောက်မှာတော့မကြီးမပြုံးပဲအဲ့ဒီနေရာမှာပဲမတ်တက်ရက်နေခဲ့ကြပြီးပါစကားတခွန်းမှလည်းမပြောကြပါဘူးဦးစင်းကတော့တွေ့ခဲ့တဲ့ရွာသားတွေရဲ့ ရွာနီးဆက်ကနေထိုင်ကြသူတွေလားလို့မေးတော့လဲအင်းမလို့အဲမလို့နဲ့စကားပြန်မဖြေကြပဲဒီအတိုင်းမျက်နှာသေးရက်နေကြလို့ခနာလောက်ဆောင်ပြီးတဲ့နောက်မှာတော့ဦးစင်းလည်းပြန်ကြွဖို့အတွက်ပြင်ဆင်ခဲ့လိုက်ပါတယ်။ကဲဒါဆိုရင်တကားတို့တကားမကြီးတို့နေမမြင့်ခင်စွန်းစားမိအောင်ဦးစင်းပြန်ကြွတော့မယ်နော်။ဦးစင်းကဟိုးတောင်ဘက်တောင်ချီနာကခူနာမှာလောလောဆယ်တရင်သုံးနေပါတယ်ကွ။ဦးစင်းအနေနဲ့လဲတဲခိုတဲ့လိုင်းကိုပြန်ကြွလာရင်းနဲ့ အဖြေမရှိတဲ့အတွေးတွေကခေါင်းထဲမှာတစားတဲ့တစားပေါ်လာလို့နေခဲ့တယ်ဗျစွန်းကက်လူပြီးတော့ဘာလို့များစကားမပြောကြတာပါလဲနှုတ်ဆက်ချင်းလည်းမရှိနဲ့အတော်လေးထူးဆန်းပြီးစကားနဲ့တဲ့ရွာသားတွေပါလားအင်းဘာပဲဖြစ်ဖြစ်ပါဟိုတကာကြီးတွေလည်းထက်ဆင့်ကုသိုလ်ရတာပေါ့အားလုံးပဲထက်သူ ကုသိုလ်ရကြပါစေဝိနည်းရဒုခိတဒုခိတတတော်ဝါတွေအားလုံးကျမ်းမာကြပါစေ ချမ်းသာကြပါစေကွယ် မေတ္တာပို့ပေးပြီးတဲ့နောက်မှာတော့ထူးဆန်းတဲ့ရွာသားတွေနဲ့ပတ်သက်ပြီးအတွေးစာများဟာဆရာတော်ကြီးရဲ့ကောင်းထဲမှာပြည့်တင်ထက်လို့နေခဲ့တယ်ဗျရွာသားတွေထွက်သွားတဲ့အတန်နေစကားပြောကြနေလည်းမကြပါလားဘယ်အချိန်ကမှဘယ်လမ်းကနေ ရောက်လာခဲ့ကြလဲမသိဘူးလမ်းကဘယ်ညာလမ်းနဲ့တွေ့ရှိတာဆိုတော့ညာဘက်လမ်းကိုဆွန့်ခံထွက်မယ်ဆိုတာသူတို့တွေဘလို့များသိနိုင်မှာတော့အံ့ဩစရာပါလားကွယ်ဦးစင်းလဲတပါးတဲ့ရေရွက်နေမြင်စိတ်ထဲမှာတော့ လူသားစစ်စစ်မှာဟောရလားဆိုပြီး မတင်ငါစိတ်တော်ဖြစ်ခဲ့မိပါသေးတယ်ဒီလိုနဲ့ဆရာတော်ကြီးလဲလှိုင်ကိုယ်ရေကနေမထွက်ပဲ၃လရက်လောက်ကြာတဲ့အထိဇက်တိုက်တရားကျင့်ကြံလို့နေခဲ့တယ်ဗျလှူလိုက်တဲ့ဆွန်းခဲပွဲတွေကများပြားလာတာကြောင့်ထပ်မံဆွန်းခံထွက်စရာမလိုပဲဒီလှူထားတာတွေနဲ့ပဲဖုံပေးသုံးဆောင်ရင်းနဲ့တရားထိုင်ကဝိပဿနာပွားတဲ့အလုပ်ကိုပဲတေချာအာယုံဆိုင်လုပ်နေခဲ့ပါတယ်ဒီလိုနဲ့၅ရက်လောက်ကြာတဲ့အခါမှာတော့ ဦးစင်းအင်ဂျီတိုးအုပ်ထဲကိုရောက်ခါစားနေကရောက်လာတဲ့ရွာသားနှစ်ယောက်ကဆက်ဆက်မြင့်မြိုက်ကြီးရောက်ရှိလို့လာခဲ့ပါတယ်။အရှင်ဖေဟာစားတောက်နေထိုင်လို့ရောအဆင်ပြေရဲ့လားအရှင်ဖေဟာတပည့်တော်တို့တွေလည်းလေကိစ္စလေးတွေရှိတာနဲ့ဒီရပိုင်အရှင်ဖေဟာကြီးကိုမရောက်ဖြစ်တာအခုအာရာနဲ့တိုင်မြင်ပြီးတော့တပည့်တော်တို့တွေလာရောက်ဖူးမြော်တာပါအရှင်ဖေဟာဒါနဲ့အရှင်ဖေဟာတပည့်တော်တို့ရွာဘက်ကိုလည်းစွန့်ခံကြွမလာဘူးနော်တပည့်တော်တို့ရွာကရွာသူရွာသားတွေက အရှင်ဘုရားဆွန့်ခါကြွလာနုံနုံနဲ့မျောနေခဲ့ကြတာအိမ်ဒီမှာဆိုရင်လေအရှင်ဘုရားလာရင်ကက်လို့ဖို့ဆိုပြီးအစားတောက်တွေပြင်ဆင်ထုတ်ပို့ထားခဲ့ကြတာအရှင်ဘုရားဒီနေ့မနေ့ထီမနေ့တိုင်းတပည့်တော်တို့တွေစောင့်နေခဲ့ကြသေးတာနောက်ကြတော့အရှင်ဘုရားမြတ်ငကိုနေရက်ကိုပြန်ကြွသွားပြီလားနေမြမကောင်းဘူးလားဆိုပြီးစိတ်ပူတာနဲ့ရောက်ချလာခဲ့တာပဲအရှင်ဘုရားအိုးတကားကြီးတို့ကလေဦးစင်ပြီးခဲ့တဲ့ရက်ကရွာဘက်ကိုစွန့်ခံထွက်လာခဲ့သေးရဲ့လေ ရွာတောင်မရောက်လိုက်ပါဘူးကွယ်လမ်းမှာတင်ဒကာကြီးတို့ရွာရွာသားတွေကအုံလိုက်ကြီးဆွန်းဆောင်ပြီးလောင်းခဲ့ကြတာလေဦးစင်းတောင်အော်ဒကာကြီးတို့တွေတရင်ပေးလိုက်တော့သူတို့လာလောင်းကြတယ်မှတ်နေတာဒကာကြီးတို့ကမပြောကြဘူးလားကွယ်ဆွန်းနေမြများလွန်းလို့သုံးရက်လောက်တောင်ဆွန်းခံမထွက်လိုက်ရဘူးကွယ်ဦးစင်းရဲ့စကားကိုကြားပြီးတဲ့နောက်မှာတော့ရွာသားနှစ်ယောက်ဟာထူးဆန်းတဲ့ခံစားချက်ကြီးနဲ့ဆွန်းအလို့သွားခဲ့ကြပါတယ် ဦးစင်းကိုဘာပြန်ဖြစ်အမှန်မသိပဲဖြစ်သွားကြပြီးရွာသားတစ်ယောက်ကဦးစင်းကိုအတိတ်ကဖြစ်ရတဲ့ချုံနဲ့ဖြစ်နိုင်ချေအကြောင်းအရာတချို့ကိုရှင်းပြလိုက်တယ်ဗျာအရှင်ဖေဟာဒီအင်ဂျီတောအုပ်ထဲမှာဘယ်ရွာမှာမနေထိုင်ကြသလိုဒီအနီးနားမှာဆိုလို့ရှိရင်လည်းတပည့်တော်ရွာတရွာပဲရှိတာပါဒါတောင်အရှင်ဖေရနေတဲ့နေရာနဲ့တော်တော်လေးလန်းနေပြောရမယ်ရွာကလူတွေအကုန်လုံးကလည်းဟင်းချက်ပြုတ်ပြီးတော့မနက်တိုင်းအရှင်ဖေရကိုကပ်ဖို့ဆိုပြီးစွန့်တက်ခဲ့ဟင်းတစ်ခွက်ဖယ်ထားကြတာ ဘယ်ဖုန်းကြီးမှလည်းရောက်မလာသလိုဒီအနီးနားမှလည်းဟိုနေ့ဟာအရှင်ဖះကိုရှောက်သလိုဘယ်ဖုန်းကြီးเจ้าမှကိုမရှိတာပါအရှင်ဖះအေးဒါဆိုလို့ရှိရင်သွာလာဂုံကူးရင်နဲ့တော့ထဲကနေဖျက်သွားပြီးတော့ဦးစင်းနဲ့ဂျုံနာနဲ့ဂုံတွေတွေကဦးစင်းကိုဆွန့်ကပ်လိုက်တာနေမယ်ဟုတ်မယ်ဟုတ်မယ်ဂုံတွေတွေဖြစ်မယ်ကွထင်တော့ထင်လိုက်သားဆွန့်ကပ်ပြီးတော့ဦးစင်းကတကာကြီးတို့ရွာအကြောင်းမေးပြလိုက်သေးတယ်ကွ ဒါပေမဲ့သူတို့ကဘာမှပြန်မဖြေကြဘူးကွယ်ဘဲကတာအရှင်ဖျားရဲ့အင်းကြီးတော်ဦးကတောချောက်တာနာမည်ကြည့်လို့ဘဲကုံသေးမှာဒီတော်ထဲမှာစကမ်းမချရဲကြပါဘူးမလွဲတာမရှောင်သားလို့ကုန်ကူးကြတယ်ဆိုရင်တောင်မှတပည့်တော်တို့ရွာမှာပဲညအိမ်ညနေတဲကြတာပါမနဲ့ဥပိုင်းမှာပဲခီးစာထွက်ကြတာမျိုးအရှင်ဖျားဟေးဟုတ်လားကွယ်အဲ့လိုဆိုလို့ရှိရင်ဦးစင်းတွေးလိုက်တဲ့သူတွေကဂုံသေးတွေလည်းမဟုတ်တကာတို့ရွာလည်းမဟုတ်ဆိုတော့ ဘဲကသူတွေတုံးကွအတကတော့တပည့်တော်တို့လည်းမပြောတတ်ဖူးရှင်ဗျာတပည့်တော်တို့ဒီဒီလောက်အရင်ကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ကိုအခြေခံပြီးပြောပြပါမယ်ဖြစ်နိုင်တာတခုတော့စဉ်းစားမိတယ်ရှင်ဗျာအင်ဂျီတုတ်ထဲမှာအမှန်တော့ဟိုးအရင်တုန်းကကျွန်တော်တို့အဘိုးတွေဘွားတွေတက်ထက်ကရွာတရွာတော့အခြေချနေခဲ့ဘူးတယ်လို့ပြောကြတယ်ဗျာဟိုဘန်နာအပေါ့ဒီကနေကျွန်တော်တို့ရွာဘက်ကိုသွားရင်လမ်းစုံတစ်ခုကိုတွေ့လေအဲ့မှာညာဘက်ကိုလမ်းလျှောက်သွားလိုက်ရင် ြွားပြက်ကြည့်ရှိတယ်ရှင်ဖျားအခုတော့အိမ်နေဆွေမြေပြိုကြတာနဲ့အိမ်နိုင်ရအပြိုပြက်တွေပဲရှိတော့မယ်ရှင်ဖျားဘသူမှအခုထိမနေကြတော့ဘူးပြောကြတာကတော့အဲ့ဒီမှာအတန်နေကြရတာမျိုးတောချောက်တယ်လို့လည်းပြောကြတယ်ရှင်ဖျားအိမ်ဟုတ်တယ်ကွဦးစင်းဟိုနေ့ကကြွားခဲ့တာလဲတကားကြီးပြောတဲ့ဘက်စီပဲဟုတ်လားရှင်ဖျားအန်ဒီရများလိုက်တာရှင်ဖျားအဲ့ဒီရွာမှာကကာလာဝမ်းယောဂါလို့လို့ ရောဂါကြီးတွေဖြစ်ပြီးလူတွေတော်တော်များများအသေးပြောက်များခဲ့တာအရှင်ဖေ။တရွာလုံးနီးပါးကိုတရက်တရက်ဆုံသွားကြတာမနေဘူးတဲ့အရှင်ဖေ။အသက်ရှင်ကျန်ခဲ့တဲ့သူတွေကလည်းတယောက်စားနှစ်ယောက်စားတော့ရှိမှာပေါ့အရှင်ဖေရဲ့။ရွာလုံးပဲနီးပါးဆုံသွားတာဆိုတော့အမြှပေးမဲ့သူကုသိုလ်လုပ်မဲ့သူလည်းမရှိဆိုတော့ဘယ်ကျွတ်လွတ်ပါအောင်မလဲအရှင်ဖေ။ဒါဆိုလို့ရှိရင်ဦးစွန်းကိုဆွန်းဆောင်ပြီးလောင်းလိုက်ကြတဲ့သူတွေကမကျွတ်မလွတ်သေးတဲ့ဝိညာဉ်နေနေမယ်။အင်းတနာဖို့ကောင်းလိုက်တာကွယ်။ ဒါကြောင့်မို့နှုတ်ကနေစကားမပြောနိုင်တာနေမယ်ဒါဆိုတာရုတောင်ခေါ်နိုင်ကြလားမသိပါဘူးကွယ်ဩကြုံကြရေစက်ဆုံးလာပြီဆိုတော့လဲမငင်းကောင်းဘူးကွယ်တက်နိုင်သမျှတော့ကျွတ်သွားအောင်တရရရတော့သွားပြီးအမြပေးလိုက်ပါဦးမယ်ကွယ်အရှင်ဖုရားတပါတဲ့ဖြစ်ပါမလားဗျတပည့်တော်တို့ကလိုက်ခဲ့ပေးမယ်လေရှင်ဖုရားရပါတယ်ကွယ်ဦးစင်တပါတဲ့ပဲကြွသွားလိုက်ပါမယ်နောက်နေ့မနေ့ကျတော့ဦးစင်ဟာ ဆွန့်ခံကြဖို့တဲ့အရင်လမ်းအတိုင်းအာယုံတက်ချိန်မှာတဖြည်းဖြည်းချင်းလျှောက်လာခဲ့ပြီးလမ်းစုံလမ်းကွာကိုရောက်တော့ပထမတုန်းကသွားခဲ့ဖူးတဲ့ညာဘက်လမ်းအောင်ပဲရွေပြီးလျှောက်လာခဲ့လိုက်ပါတယ်ဒီလိုနဲ့မြူတွေလည်းတဖြည်းဖြည်းပါလာခဲ့ပြီးလမ်းလျှောက်လာရင်းနဲ့ဥစဉ်ကိုဆွန့်ဆောင်လောင်းခဲ့ဖူးတဲ့ရွာပြက်နားကိုရောက်ရှိလို့လာခဲ့တယ်ဗျတခဏအတွန်းမှာပဲအရင်ကလိုစူးစူးဝါးဝါးအော်တန်နေညီတန်နေနဲ့ခက်တဲ့တဲ့ထွက်လာပြီးလေတူထဲမှာမြင်ကွန်းဖုံးလောက်တဲ့အထိမြူတွေခိတ္တဆိုင်သွားခဲ့ပါတယ် ထို့နောက်မှာတော့လူရိုက်တွေပေါ်လာပြီးမြူတွေလည်းကျဲသွားကပထမတွေ့ခဲ့တဲ့ရွာသားတွေတယောက်ပြီးတယောက်ထွက်ပေါ်လို့လာခဲ့ပါတော့တယ်။ဒါပေမဲ့ပထမတစ်ခါတွေ့တော့ကလည်းမတူပဲမျက်နာတွေကဖြူဖက်ဖြူဝဖြစ်နေပြီးတချို့ဆိုရင် မျက်နာမှာတန်ရာတွေတချို့ကလမ်းတောင်တိချမလျှောက်နိုင်လို့ခိုင်းတိုင်းတိုင်းနဲ့အာယူကရက်နေခဲ့ရပါတယ်။နောက်ဆုံးဘက်ကလူတွေကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့မျက်နာမပါတဲ့ခန္ဓာကိုယ်တွေတောင်တွေ့ခဲ့ရတယ်ဗျ။ဒါနဲ့ပဲဥစဉ်လဲဒါဟာမကျွတ်မလွတ်သေးတဲ့နာနာဘဝတွေမှန်း ပြပြပြင်းပြင်းသိရှိလို့သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ဦးစင်းကြီးကတပိတ်ကိုဖွင့်ပေးပြီးစွန့်ခံလိုက်တဲ့အချိန်ကျမှသူတို့တွေကငူငငန်ရက်နေရမှလှုပ်ရှားလို့လာကြပြီးတယောက်ပြီးတယောက်စွန့်နေလာလောင်းခဲ့ကြတယ်ဗျ။ကဲကဲအားလုံးလက်အုပ်ချီပြီးတော့စိတ်ကိုဒီငြိမ်အောင်ထားကြပါ။ဦးစင်းနှုတ်ကရွတ်ဖတ်တာကိုစိတ်ထဲကနေတေချာအာရုံပြုထားကြနော်။ဒါရုခေါ်ခွင့်ရမယ့်အချိန်ကို အားလုံးကစောင့်နေခဲ့ကြတာနေပေါင်းများစွာကြာခဲ့ပါပြီ အခုနောက်ဆုံးတော့ရောက်လာခဲ့ပါပြီကဲကဲဟုတ်ပြီတေးချာအာယုံပြုတ်ပြီးတော့အမြပေးတဲ့အချိန်ကြရင် အားလုံးစူးစမ်းပြီးတာတို့ခေါ်ကြနော်ဒီလိုနဲ့ဦးစင်းဟာကောင်းမှုကုသိုလ်တွေရောသူပြုတ်ခဲ့ပြဒါနသီလဘာဝနာကုသိုလ်တွေရောအတွက်အမြဝေဆုတောင်းမေတ္တာပို့ပြီးတဲ့နောက်မှာတော့မချွတ်မလွတ်ကြံရှိခဲ့တဲ့ဝိညာဉ်ရဲ့အကုန်လုံးဟာတာတို့ဗျံသူခေါ်ဆိုခဲ့ကြတယ်ဗျာ တာရူ၃ချိန်လဲဆုံးရော့ခုနကရွာသားအုပ်စုကြီးတွေကလူတွေရတယောက်ပြီးတယောက်မြူကိုတွေလိုပဲတယောက်ချင်းပြောက်ွယ်လို့သွားခဲ့ပါတော့တယ်ယခုလိုအခြေအနေမျိုးကိုဦးစင်းကိုတိုင်တောင်မှဘဝမှာပထမဆုံးအချိန်မြင်ဘူးကြုံတွေ့လိုက်ရခြင်းပဲဖြစ်တယ်ဗျအားလုံးကပြောက်ွယ်လို့သွားကြပြီမဲ့ဒီရွာပြည့်ကြီးဟာစိတ်ငြိမ်မှုအေးဆက်တဲ့လေတုတို့ဟာကြီးဆိုးလို့နေသေးပါပဲနှစ်ပေါင်းများစွာလူသူကင်းမဲ့နေတဲ့ထိုးရွာပြည့်ကြီးဟာရောက်လာသူတိုင်းဖို့ ကြောချစရာရာဝန်းတစ်ခုလို့ဆိုရမှာပါဒီလိုနဲ့ဆရာတော်ကြီးလည်းမကျွတ်မလွတ်သူတွေကိုအများပေးဝေပြီးတော့မြင့်ချီနေချီတောင်ကုန်းလမ်းလေးတွေကိုဖျက်ကျော်ကာနေကိုနီးရဲ့လှိုင်းကိုကြီးစီကိုပြန်လာနေခဲ့ပါတယ်တဘာဝလွန်တရဲတစေတွေကိုပထမအဆုံးကြိတ်တွေ့မြင်ခဲ့ရပြီးအခုလိုအများပေးဝေကကျွတ်တန်းဝန်အောင်ကူညီနိုင်ခဲ့ဘူးတဲ့အတွေ့အကြုံကြောင့်ဒီနေ့အပြန်ခီးမှလည်းဦးစင်းအတွက်ကတော့တွေးစရာတောင်ဝေကတွေခေါင်းထဲမှာအစင်လိုက်ရှိနေခဲ့တယ်ဗျအများပေးဝေမဲ့သူမရှိတဲ့နေရက်မှာ နှစ်ပေါင်းများစွာကြာအောင်တာရုခေါ်ဖို့ဆောင်ဆောင် နေခဲ့ရတဲ့အဖြစ်ဟာတရားတဘောနဲ့ဆိုရင်အင်မတန်မှတနာစရာကောင်းလာသလိုဦးဇင်းနဲ့ဆိုရင်လည်းဒါအတိတ်ဘဝအဆက်ဆက်ကကြီးဆက်ဆုံးပြီးအမြအတန်းရကကျွတ်တန်းဝင်ခဲ့ကြတာပဲဖြစ်ပါတယ်တရေတစေဝိညာဉ်ဘဝကနေလွတ်မြောက်သွားပြီးငင်းချမ်းရာပုံဘဝကိုဘဝကူးသွားနိုင်တာကိုကိုရိကြုံလိုက်ရတဲ့အတွက်ဦးဇင်းရဲ့ဘဝတသက်တာမှာမမေ့နိုင်စရာဖြစ်ရဖြစ်အောင်မကပီတိစိတ်အမြဲပွားနေမိခဲ့တယ်ဗျဒါကြောင့် ဒကာဒကာမတွေနဲ့စကားလက်ဆုံးကြတဲ့အခါတိုင်းမှာလဲဒိတ်ကိုတနာစရာကောင်းတယ်။အင်ကြီးတော်တဲ့ကတရေမိသားစုအကြောင်းကိုအမြဲလိုလိုပြန်ပြောနေပြခဲ့ပါတော့တယ်။ပရိသတ်များခမညာတရေတွေနေတဲ့ကြေးရွာကိုစွန့်ခံကြွတဲ့ဆရာတော်ဇလန်းကတော့ဒီနေရာမှာနေမဲ့အဆုံးသက်လို့သွားခဲ့ပါတယ်။ကျွန်တော်ယခုတင်ဆက်ပေးခဲ့တဲ့နာနာဘဝတရေဇလန်းလေးကိုကြည့်ရှုခန်းစားရင်းတနေ့တာဘဝမောတွေပြပြဖို့ဆူတောင်းပေးလိုက်ရပါတယ်။ကျွန်တော်တို့ရဲ့ channel လေးကနေ့ အခုလိုမျိုးထူးခြားစမ်းပြတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေမှာဖြစ်ပြီးယခုဗီဒီယိုလေးနဲ့ပတ်သက်လို့ဝေဖန်အကြံပြုလိုတာရှိရင်လည်းကွန်မန့်မှာရေးပေးခဲ့ကြပါဦးဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုဝေရံပဲဖြစ်ပါတယ်ဗျကျွန်တော်တို့နောက်ထပ်ဇာတ်လမ်းကောင်းလေးနဲ့အတူပြန်လည်ဆုံတွေ့ကြတာပေါ့